မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်စကိုင်းတိုင်းကပလဲမြို့နယ်မှာပြစ်ချခံရတဲ့အကြက်ဖက်စကောင်စီဘက်ကတိုက်လီရင်ဟာတရုတ်ထုတ် F7M ခေဟောင်းလီရင်အမျိုးအစားဖြစ်ပြီးအမေရိကန်ဒေါ်လာနှစ်သန်းခွဲတန်ကြီးရှိသလိုလက်ရှိစစ်တပ်ရဲ့အဖြစ်ဟာတိုက်လီရင်အဟောင်းတွေပါထုတ်သုံးရတဲ့အထိအခြေအနေစိုးနေတယ်ဆိုပါတယ် EAR တိုင်း DDA မြို့နယ်မှာအကြက်ဖက်စကောင်စီလက်အောက်ခံ compliance ကြေးရွာအုပ်ချုပ်ရေးမှူးမင်းမြတ်သူကိုဆိုသူက စစ်မှုတန်းချင်းအဖြစ်လူငယ်ရှိတဲ့မိသားစုတစုကိုငွေကျပ်တသိန်းနဲ့တားယောက်ကြားလေးမရှိတဲ့မိသားစုတစုကိုငွေကျပ်၄000အထိတိုးကောက်ဖို့အတွက်ပြည်သူတွေကိုအစည်းအဝေးခေါ်ပြောဆိုနေတဲ့ဗီဒီယိုဖိုင်မှာရရှိထားတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပြပါမယ်အခုပြောဆိုတင်ဆက်ပေးခြင်းတဲ့သတင်းကတော့စကိုင်းတိုင်းကပလဲမျိုးနယ်မှာပြစ်ချခံရတဲ့အချက်ဖက်စကောက်စီဘက်ကတိုက်လီရင်ဟာတရုတ်ထုတ် F7M K-Home လေယာဉ်အမျိုးအစားဖြစ်ပြီး အမေရိကန်ဒေါ်လာနှစ်သန်းခွဲတန်ကြီးရှိသလိုလက်ရှိစစ်တပ်ရဲ့အဖြစ်ဟာတိုက်လေရင်အဟောင်းတွေပါထုတ်သုံးရတဲ့အထိအခြေအနေဆိုးနေတယ်လို့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့စကိုင်းတန်းကပလဲမြို့နယ်မှာဇွန်လ10ရက်နေ့ကပဲဒေါ်လာရင်းတပ်တွေကကန်တောက်နေမြေရက်စကန်သိန်းတိုက်ပွဲကိုဆင်နှွှဲနေတဲ့အချိန်စစ်ကောင်စီတပ်ကတိုက်လေရင်နဲ့ဘုံလာကျဲတဲ့အခါမှာတော့ပြည်သူလွတ်မြောက်ရေးတပ်မတော် PLA နဲ့ပူးပေါင်းအဖွဲ့တွေကတိုက်လေရင်ကိုမြေပြင်မှာပြတ်ကျတဲ့အထိပြစ်ချနိုင်ခဲ့တဲ့အကြောင်းကို ဓာတ်ပုံဗီဒီယိုတွေနဲ့တကွ PLA တပ်ဖွဲ့နဲ့တော်လန်ရေးတပ်တွေကအသီးသီးထုတ်ပြန်ထားကြပါတယ်အဲ့ဒီလိုပလဲမြို့နယ်မှာပြစ်ချခံရတဲ့အချက်ဖက်စစ်ကောင်စီဘက်ကတိုက်လီရင်ဟာတပ်တန်းအလွန်ကြာမြင့်နေပြီဖြစ်တဲ့တရုတ်ထုတ် F7M ခေါင်းလေယာဉ်အမျိုးအစားဖြစ်ပြီးအမေရိကန်ဒေါ်လာ2တန်းခွဲတန်ကြီးရှိတယ်လို့လဲစစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်နောက်ထပ်လေတပ်သတင်းရင်းမြစ်ကလည်း လက်ရှိသူတို့စစ်တပ်ထဲမှာစိတ်ချရမှုမရှိတော့တဲ့ခေဟောင်းလေရင်တွေကိုပါထုတ်သုံးရတဲ့အထိအခြေအနေစိုးနေတယ်လို့ပြောထားတဲ့အပြင်စစ်ကောင်စီဘက်မှာအကြက်တဲတော်တော်ကိုစိုက်နေတဲ့သဘောဖြစ်သလိုမရှိရှိတာထုတ်သုံးပြီးခုခံနေရတဲ့ပုံစံကအတိုင်းသားပေါ်လွင်နေတယ်လို့လည်းလေတဲ့သတင်းအရှင်းမြစ်ကပြောထားပါတယ်လက်ရှိမှာတော့မြန်မာနိုင်ငံမှာ2021ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာစစ်လေရင်နဲ့ရဟတ်ရင်ဆက်နစီကိုတော်လိုင်းတပ်တွေကပြစ်ချဖျက်ဆီးနိုင်ခဲ့ပြီဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ ဖက်မှာတော့ AR တိုင်း DDA မြို့နယ်မှာအကြံဖက်စကောင်းစီလက်အောက်ခံ complaint ကြေးရွာအုပ်ချုပ်ရေးမှုမင်းမြတ်သူကိုဆိုတဲ့သူကစစ်မှုတန်းကြီးအဖြစ်လူငယ်ရှိတဲ့မိသားစုတစုကိုငွေကျပ်တသိန်းနဲ့တားယောက်ကြားလေးမရှိတဲ့မိသားစုတစုကိုငွေကျပ်၄တောင်းအထိတိုးကောက်ဖို့အတွက်ပြည်သူတွေကိုအစည်းအဝေးခေါ်ပြောဆိုနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောထားသလိုဗီဒီယိုဖိုင်လေးရရှိထားပါတယ်။လက်ရှိရန်ကုန်ခေတ်တက်ကရရှိထားတဲ့ဗီဒီယိုဖိုင်ထဲမှာလေအဲဒီ complaint ကြေးရွာအုပ်ချုပ်ရေးမှုမင်းမြတ်သူကိုဆိုသူက ပြည်သူတွေစီကနေစစ်မှုထမ်းကြီးပေးဖို့အတင်းအဓမ္မတိုးကောက်နေတာကိုအတိုင်းသားမြင်တွေ့နေရပါတယ်။ဖြစ်စဉ်ကတော့အခုဇွန်လအတွင်းမှာပဲ DDM မြို့နယ်မှာအချက်ဖက်စကောက်စီလက်အောက်ခံ complaint ကြေးရွာအုပ်ချုပ်ရေးမှူးမင်းမြတ်သူကိုဆိုသူကသူတို့အနေနဲ့လာစဉ်စစ်မှုထမ်းရမယ့်လူငယ်တွေကိုစစ်တပ်လက်ထဲပေးရမှာဖြစ်တဲ့အကြောင်းကိုယ့်ရဲ့သားသမီးတွေမပါခြင်းရင်လူစားထိုးဖို့ဝယ်ရမယ့်အကြောင်းအခုကောက်ခံနေတဲ့စစ်မှုထမ်းကြီးဟာမလုံလောက်တဲ့အတွက် လူငယ်ရှိတဲ့မိသားစုတစုကိုငွေကျပ်တသိန်းနဲ့တားယောက်ျားလေးမရှိတဲ့မိသားစုတစုကိုငွေကျပ်၄000အထိတိုးကောက်မယ်ဆိုပြီးပြည်သူတွေကိုအစီဝေးခေါ်ပြောဆိုခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။အဲ့ဒီလိုစစ်မှုထမ်းခြင်းမပေးဘူးဆိုရင်ဂျေးရွာတွေကလူငယ်တွေအနေနဲ့ပေါ်တာဆွဲခံရမှာဖြစ်တဲ့အပြင်ဂျေးရွာတွေမှာလည်းနေထိုင်မှုမလုံခြုံဘူးဆိုပြီးတော့ပါအဲ့ဒီစစ်ကောင်စီလက်အောက်ခံ complaint ဂျေးရွာအုပ်ချုပ်ရေးမှူးမင်းမြတ်သူကချင်းချောက်ပြောဆိုခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျ။ ဖက်မှာတော့ရန်ကုန်မြို့ကတင်ငန်းကျုံမြို့နယ်မှာညအချိန်အပြင်ထွက်လို့ပေါ်တာဆွဲဖမ်းဆီးခံရပြီးစစ်မှုရန်တပ်သားတွေအဖြစ်စုဆောင်းခံရသူတအုပ်ဟာရှေ့တန်းအပုတ်ခံရတဲ့အချိန်တနက်တလက်နဲ့အတူတော်လိုင်းဤတပ်တွေစီကိုမရမကထွက်ပြေးလာပြီးတော့အလင်းဝင်ရောက်လာတယ်လို့ကမ်ဘောက် Defense Force ရဲ့တာဝန်ရှိသူတအုပ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လတရနေ့ကပဲရေးမြို့နယ်ခေါ်စာမြို့ကအကြံဖက်စကောင်စီရဲ့ခလာရ31တပ်ရင်းကိုအပုတ်ခံရတဲ့ ရောင်မြို့တင်ငန်းကျုံမြို့နယ်အတွင်းပေါ်တာဆွဲခံရသူစစ်မှုထမ်းအပတ်စဉ်ခုနှစ်ဆင်းတပ်သားတစ်တူဟာသူကန်ဆောင်တဲ့တနက်တလက်နဲ့အတူဒေါ်လိုင်းတက်တွေစီကိုထွက်ပြေးလာပြီးအလင်းဝင် ရောက်လာတယ်ဆိုပါတယ်။အဲ့ဒီလိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတစ်ကိုဒေါ်လိုင်းတက်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစားစောင့်ရှောက်ပေးထားပြီးလက်နက်ပါပါလာတဲ့အတွက်စုငွေလည်းချင်းမြင်ပေးထားပါတယ်လို့ကမ်ဘောက်ဒက်ဖန်ဖို့စ်ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ စကိုင်းတိုင်းရှိဖို့မြို့မှာကင်းလဲဖို့ထွက်လာတဲ့အချက်ပစစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရင်တပ်တွေကအသင့်ဆောင်ပြီးတိုက်ခိုက်ချေမိုးရမှာစစ်ကောင်စီတပ်သား၃ကတော့အတိအသင့်တိတ်ကုန်ကြပြီးအဲ့ဒီစစ်သားမသားလောင်းတွေကိုနာရီကနဲ့လာတဲ့တွားကြတယ်လို့ Fight for Freedom အဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇော်လာ၆နှစ်ကပဲရွှေဘုံမြို့တောင်ဘက်အထွတ်မုတ်ဦးမှာအထိုင်ချတဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေဟာရွှေဘုံမန္တလေးကားလမ်းဘက်ကိုကင်းလဲဖို့ထွက်လာတဲ့အချိန် ဒေါ်လိုင်းတက်တွေကအသင့်ဆောင်ပြီးတက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား၃ကတော့နေရာမာတင်ပစ်လဲပြီးအသီးသီးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးတဲ့နောက်သူတို့စစ်သားမသာအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုနိုင်ရီကနဲ့လာတဲသွားကြတယ်လို့ Fight for Freedom အဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းနိုင်ငံအရာတော်မြို့နယ်မှာငွေတွင်းပြူစော်တီစခန်းကနေ မြို့ပေါ်မှာရိခတ်တဲ့ပို့ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပူစောတိတွေပါစစ်ကြောင်းကိုဒေါ်လိုင်းတရွေကကြားပြတ်တိုက်ခိုက်မှုအတွေ့စစ်ကောင်စီတပ်သားတွေနဲ့ပူစောတိတွေဟာကစင်ကလေးရနဲ့အကုန်လုံးထွက်ပြေးသွားကြတယ်လို့ငွေတွင် Revolution Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇော်လ6ရက်နေ့ကပဲအရာတော်မြို့နယ်ငွေတွင်ပူစောတိစခန်းကနေစစ်ကောင်စီတပ်သားနဲ့ပူစောတိတွေဟာအင်အားအယောက်90လောက်နဲ့မြို့ပေါ်မှာရိခတ်တဲ့ပို့ဆိုပြီးထွက်လာကြတယ်ဆိုပါတယ် အဲ့ဒီစစ်ကြောင်းကိုဒေါ်လိုင်းတက်တွေကလမ်းကနေအသင်းဆောင်ပြီးနှစ်ဖက်ညက်ပိတ်တိုက်ခိုက်ချင်မှုရမှာအဲ့ဒီစစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီးတွေဟာကစင်ကလျားနဲ့အကုံလုံးငွေဒွင်းကျင်းရတဲ့ကိုထွက်ပြေးသွားကြတယ်လို့ငွေဒွင်း Revolution Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူတွေကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ကချင်ပြည်နယ်ဖားကန်မြို့နယ်မှာရှိတဲ့မော်စီစာလမ်းဆောင်မှာအချက်ဖက်စကောင်စီတပ်ကပြည်သူ၃ဦးကိုပစ်တပ်ထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ္တကိုပြောပါတယ် ။လက်ရှိရန်ကုန်ခေတ်ကရရှိထားတဲ့ဓာတ်ပုံတွေမှာလည်းလမ်းမပေါ်မှာပြည်သူသုံးဦးသေဆုံးနေတဲ့ရုပ်လောင်းတွေကိုမြင်တွေ့နေရပါတယ်။ဖြစ်စဉ်ကတော့ဒီကနေ့ဇွန်လ12ရက်နေ့မနက်6နာရီလောက်မှာပဲဂျပန်စကောင်စီတပ်သားတွေတဆွဲထားတဲ့မှော်စည်းစားဖျားကုန်းအနီးကမှော်စည်းစားလမ်းဆောင်မှာစကောင်စီတပ်ကပြတ်တက်ထားတဲ့ပြည်သူသုံးဦးရဲ့ရုပ်လောင်းတွေကိုတွေ့ရှိရတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။လက်ရှိမှာတော့အကြပ်ဖက်စကောင်စီတက်ဟာမှော်စည်းစားဖျားကုန်းမှာဝင်ရောက်တဆွဲထားပြီးကြောက်စိမ့်တူဖော်ရေးလောက်ကွက်တွေက ံပဏီပိုင်းကားတွေနဲ့အဆောက်အုံတွေကိုပါပွားရောက်မိရှုဖြက်စီးမှုတွေလည်းလှုပ်ဆောင်ခဲ့သေးတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ